ဟုတ်ပါပါအာကျွန်တော်ရဲ့ခေါင်းစဉ်လေးတိုင်းစစ်ကတော့တောင်ကိုရောက်လာပြီကျွန်တော်လိုက်ခမ်းလိုက်ရတာလေတိလာအဲဒီဟုတ်တန်ကြီးလက်ညီနဲ့တို့စတိုက်ဝတ်တိုင်း coordinate တက်ပေါ့နော်ဆိုတော့ကျွန်တော်က KNU တက်မဟာနှစ်တက်မဟာ၃ရဲ့နော်ဒီရခိုင်ရဲ့နော် AA ရခိုင် AA ပေါ့အဲရခိုင်တဘုံနော်စစ်တရတဘုံနဲ့ဒီကျွန်တော်တို့အဲမြောက်ပိုင်းမှာရှိတဲ့ချင်းတဘုံနော်ချင်းတဘုံအားလုံးပေါင်းပြီးတော့နော်တို့ စီးပေါ်ဆောင်မှုတွေကိုကျွန်တော်ကြည့်တဲ့အခါကျွန်တော်ကျွန်တော်ပင်လေးလေးလိုက်ဖမ်းတော့ခတ်ပါတယ်အဲတက်တက်တော့နေတဲ့ဆိုတော်တော်လေးရှုပ်ဖေးစင်ပါပါနော်အဲတက်တော့လည်းကိုချင်းလည်းစာပါလေနော်အကျွန်တော်ဝေဖန်ဝေဖန်နေရတယ်ဆိုတာလည်းတက်တော့သားတွေရဲ့အရေးနိုင်ငံရဲ့အရေးကျွန်တော်တို့နိုင်ငံတည်ငြိမ်တည်ငြိမ်လို့ဆိုပြီးဖြစ်တယ်လေနော်တက်တော့လည်းမဖြစ်မနေရက်တည်ရမှာပဲနိုင်ငံကဘာတက်မလို့မရှိလို့မပြောဘူးတက်မလို့မရှိနိုင်ငံပရမအုပ်ဆုံးအနေနဲ့ face state ဆိုတဲ့အကဲကိုကြာရှုံးနိုင်ငံဖြစ်သွားမယ်အဲ့တော့ကျွန်တော်အရောက်စိုးရင်ねအဲ့ဒီလိုတွေမဖြစ်ရလေအောင်အဲကျွန်တော်တို့ကတက်မလို့ရက်တည်နေတာဖြစ်တယ်နိုင်ငံမျက်နှာကိုကြည့်တယ် တော့နိုင်ငံပြတော့ကြီးရတဲ့ကြောင့်မလို့တံတားလည်းရက်တင်နေဖြစ်တယ်ဟုတ်ပြီအဲ့တော့အခုကျွန်တော်ဒီမြန်မာနိုင်ငံစီးရေးမှာကျွန်တော်ဒီနေ့သုံးသပ်ပါဆိုရင်စီးရေးပေါ်ဆောင်မှုတွေကနေရာနဲ့မှာပေါ်ဆောင်လားဒီနေရာမှာပေါ်ဆောင်တယ်ဟိုနေရာမှာပေါ်ဆောင်တယ်ဟိုဘက်ချမ်းမှာပေါ်ဆောင်တယ်ဒီဘက်ချမ်းမှာဟန်ပြလိုက်တယ်အနောက်တနေရာမှာဟိုတိုက်ပွဲပေါ်ဆောင်တယ်အတော်တော်လေးကိုတော့ a coordinated very coordinated attack ဖြစ်တယ်မှာအဲ့တော့စာကောင်ပြောရမယ်စာကောင်ရေးရမယ်ရေးခဲရေးခဲပါဆိုတော့တမ်းမကြားတင်ပြီးတယ်ကြားအောင်ပါ ရေးခဲ့ပါနော်အဲ့တော့ပထမဆုံးသုံးနေတဲ့ ERC ရေးအဲတက်ကလည်းပြတ်သားတယ်ကြည့်ဒါဆော့လဲဆော့ပြီးတော့တီးထဲလာညင်ကြပါလားဘာကြောင့်လဲတက်ကအဲ့ဒီ ERC ဘတ်ချမ်းပေါ့နော်ဒီကျွန်တော်တို့ရုံးမရုံးမတောင်ချီရုံးမတောင်ချီကတက်အရွာတွေမှာတက်ကတော်တော်လေးပြတ်ပြတ်သားသားဆောင်ရပါလားတတော်ဤကြတော့လားကျွန်တော်ဟိုတနေ့က100ဆိုတာကဟိုတိုက်ပွဲပြီးပြီးချင်းကျွန်တော်ရတဲ့တရေအချက်လက်ပေါ့နော်အဲနောက်ပိုင်းကျတော့ အဲကျွန်တော်ဆက်ပြီးတော့လိလာတယ်ဘောနော်လိလာတယ်လိလာတဲ့အခါမှာတော့သူကြာနေတာမှမဟုတ်ဘူးကွာသူတို့တော်တော်အေးစိတ်သွားတာဘူးကွာသိလားခေါင်းဆောင်နေလဲကြားလိုက်ပြင်ကိုအဲအထား NLD တွေလည်းပါသွား NLD အမတ်ဘောတော်တော်အမတ်တွေလည်းပါသွားတယ်ကြားသိရတယ်ဘောနော်ဒီပေါ့အာသူတို့ဒါသူတို့ယူတဲ့လမ်းပဲလေနော်သူတို့ယူတဲ့လမ်းဖြစ်တဲ့အကြောင်းမလို့အဲတက်မလို့အနေနဲ့ကတော့လက်နက်ကင်ဖွဲ့စည်းပဲလေဒါတရားဝင်လက်နက်ကင်ဖွဲ့စည်းဖြစ်တယ်တရားဝင်လက်နက်ကင်တဲ့တပုံဆိုတော့ကတော့ဒါသူတို့ယူချဲ့တဲ့လမ်းဖြစ်တဲ့အကြောင်းတက်မလို့အနေနဲ့နိုင်နေမှုတွေရှိလာပြီပေါ့ဗျာဘန်မော်သတင်းလေးပြောပါပြောပါမယ်ဘန်မော်လည်းပြောပါမယ်နော်အဲ့ဒီနေ့ကျွန်တော်တောင်းနဲ့အဓိကစပါမယ် ဘာလဲဆိုတော့ဘကိုးဘချမ်းကိုလည်းအဲသူတို့တနည်းအားဖြင့်ငင်ကြဘကိုးအရှိချမ်းနောက်ချမ်းရှိတာပေါ့နော်ဘကိုးအရှိချမ်းမှာလေဘိုးရှိချမ်းမှာဆိုချင်တော့ KMU ရှိတယ်ဗျာ KMU တက်မဟာ2ရက်တက်မဟာ3ရက်ရှိတယ်အဲ့တော့ဒါသူတို့နေပြီးတော့တက်မညောင်လေးပင်ခရိုင်ကတက်မဟာ3ဖြစ်မယ်ကျွန်တော်တောင်လူခရိုင်ကကြာတော့တက်မဟာ2ခွင့်ဖြစ်မှာ KMU အဲ့တော့ KMU ကလည်းပုံမှန်အားဖြင့်ငိမ့်တယ်ဗျာခင်းဆက်ဆက် KMU တွေဟာဆိုချင်ရင်သူတို့ငိမ့်တယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့အဲသူတို့က ကရန်ယူကနိုင်ငံရေးအဖြစ်တမိုင်းရှိပါလေနော်ဟိုတော်နိုင်ငံရေးအဖြစ်တမိုင်းရှိတယ်တို့ပါတော့လည်းပဲစီးမရှိကဲမရှိနောက်ဆုံး GZ တွေပေါ့ GZ PDF ပြင်နေပေါင်းလိုက်တဲ့အခါမှာတော့တမိုင်းရှိတဲ့အဖွဲ့အစည်းတွေပြင်နေမယ်အခုဆိုရင်မြို့ရွာတွေကိုဒုက္ခပေးတတ်လာတယ်ပြည်သူလူထုမျက်နှာမကြည့်တဲ့အခြေအနေမျိုးတွေဖြစ်လာတယ်အဲ့တော့ဒီတမဟာနဲ့တမဟာသုံးဟာအင်အားအလွန်ကြုံကြီးထွားသွားပါပြီအဲ့တော့ဒီမှာခု PDF တွေအများကြီးရလာတယ်လက်နက်တာပြည့်စုံသွားမယ်ဟေ့ဆိုလို့ရှိရင်တော့တမလို့တော့မလွယ်တော့ဘူးပေါ့ဗျာနော်အဲ့တော့ သူ့ဘကူအရှိချမ်းစတောင်းမြရဲ့အရှိပဲချမ်းပါပဲနော်အဲအဲ့ဘက်ချမ်းမှာတော့ဒီတိုက်ပွဲနေជីជីမမကုသရှင်ပြန်ဖော့ဆောင်လာပြီဘကူအနောက်ချမ်းဆိုကျွန်တော်စနောက်ပြန်ညောင်ကျိုးပေါ့ဗျာကျွန်တော်ရှောင်းလုံးပြောနေညောင်ကျိုးညောင်ကျိုးကသူ့ကိုစော်လိုက်တာဝစ်သွားတာလို့ဗျာတိလားညောင်ကျိုးလည်းသူ့ဆန်းလို့မရဗျာအေယော်ကြီးသွားဆန်းတဲ့ခါကျတော့လေအေယော်ကြီးလည်းဆန်းလို့မရဗျာဘယ်ဘက်မှာဆန်းလို့မရတဲ့ပုံစံမျိုးတွေဖြစ်သွားတယ်သူတို့ခင်ဗျာအဲ့တော့အေယော်ကြီးဆန်းလို့မရဘူးအဲနောက်တစ်ခုကဘကူဆန်းလို့မရတဲ့ခါကျတော့အခုကောင်မူဘက်ကိုသွားတယ် လားအတောင်ကူကြတော့တောင်မှာလေရင်ခွင်းရှိတာပေါ့နော်တောင်ရင်တောင်ကူလေရင်ခွင်းရှိတယ်အဲ့တော့ဒီလေရင်ခွင်းနဲ့ပတ်လည်ပတ်ပတ်လည်မှာလေရွာလေးရှိသေးတယ်ဟုတ်လားအဲ့ဒီရွာလေးမှာလေတက်ကနေရယူထားတဲ့အခြေအနေတွေရှိတယ်အခုစစ်ကတော့အခုပေါ့နော်ဘကူတိုင်းအနောက်ချမ်းလို့အရာမျိုးမှာတက်ကအပြောစင်တော့ရေခဲပေါ့ဆန္ဒတယောက်ရေးသားပါလားရေခဲပေါ့နော်အဲ့တော့ရေခဲလို့ပြောလို့မဆိုရှင်ရပါပါခင်ဗျာနော် အဲ့တော့အခုပဲခူးတိုင်းရှိချမ်းချင်းမခဲတော့ပြန်ပြန်ပုံနေတယ်အဲ့ဒါအကြံမို့လို့ကျွန်တော်တို့အခုဒီနေ့ပြောမယ့်ထဲမှာကောင်းကူကိုကျွန်တော်လိုက်ထားရတာဒီသဘုံတွေကိုကျွန်တော်ကြည့်နေမှာကျွန်တော်စောင့်ကြည့်နေအောင်တနေရာလဲတော့တို့ကြည့်ထားလို့မရဘူးနော်ပတ်ပေါင်းတော့ကြည့်ထားမှာအဲ့တော့မှလည်းကျွန်တော်တို့ကျွန်တော်လည်းသိကျင်တယ်အဲကျွန်တော်မျိုးတွေပြောလဲသိကျင်ကြပါလိမ့်နော်အသိကျင်တဲ့သူချင်းချင်းနော်အခုလိုမျိုး share ပြောဆိုဆွေးနွေးချင်းပါပဲခင်ဗျာနော်ကျွန်တော်လည်းဘာမှသတင်းထောက်ချင်းလည်းမဟုတ်ပါဘူးနော် journalist ကြီးလည်းမဟုတ်ပါဘူးငါတနေရာပြောတော့ journalist ပုံစံမျိုးလိုရှိတာပေါ့ journalism ဝါဒပါပဲနော် အဲ့တော့တော့လည်းကျွန်တော်သိချင်တယ်လို့အားလုံးလည်းသိချင်ကြပါပဲဆိုတော့ခိုင်းချယ်လေးနဲ့ကျွန်တော်ပြောဆိုနေတာဖြစ်တယ်အဲ့တော့အခုအဲစီရင်တဲ့အရာဆိုရှင်တောင်လေဝင်းရှိတယ်ကြဒီလေဝင်းကိုတို့ကြံစင်နေကြတယ်တမဟာနှစ်ရဲ့ခွင်ဖြစ်တယ်တမဟာနှစ်ဆိုတာက KNU တမဟာနှစ်အရင်ကတော့တမိုင်းကြီးခဲ့တယ်အဲအခုကတော့ PDF နဲ့ပေါင် NUG နဲ့ပေါင်းပြီးတော့ဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်နေတော့ဟမ်ဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်နေတော့အဖွဲ့အစည်းဖြစ်နေပါပြီအဲ့တော့ အစီမဲ့ကမ်းပဲဒီပေါ့ဗျာနော်အခုစတိုက်ပွဲပေါ်ဆောင်လာတာကိုတွေ့ရတယ်အဲပထမဆုံးတစ်ချက်အနေနဲ့မနေ့ကမနေ့ကပင်းຫນွယ်ကောင်းရဲ့နတ်တန်ကွင်းရဲ့ကြောက်ကြီးရဲ့နော်ကြောက်ကြီးအဲ့ဒီဘာတွေမှာအဲ KNU တက်မဟာ3ကတိုက်ပွဲပေါ်ဆောင်လာတာကိုတွေ့ရတယ်အကြောင်းပြတိုက်ချင်းလို့လည်းပြောလို့ရတယ်ပေါ့ဗျာနော်ဟိုဒီကအကြောင်းပြလက်စစ်တပ်အလုပ်များအောင်ပေါ့ဗျာနော်အဲ decision maker တွေတက်အထက်ကအရာရှိကြီးတွေဘယ်ကောင်းလဲကျွန်တော်တို့ဆုံးချက်ချက်တွေလွှဲအောင်ပဲပြောမလားတိပေါ့အဲ့တော့ ID မှာတိုက်ပွဲပေါ်ဆောင်ပါလား ပေါ်ဆောင်တိခတ်မှုတွေရှိတယ်ဟုတ်တယ်နော်အဲမပြီးသေးဘူးဗျအဲ့ဒါသူတို့ကရောင်ပြပေါ်ဆောင်မှုနောက်ပိုင်းမှာနောက်ထပ်တကယ်ဒီ operation ပေါ့ကြီးကြီးမားမားကြီးတွေလုပ်ဖို့ရှိတယ်အဲ့ဒါကတော့နောက်ထပ်ကျွန်တော်တို့ကြားသိရတာပေါ့ဗျာနော် အခုသူတို့ကလည်းကြံစီနေတယ်ကြံစီတာဘယ်လိုကြံစီအခုဆိုရင်တောင်မှုတော့တောင်မှုနဲ့၄မိုင်တောင်မှု၄မိုင်မှာခလာရ39ရှိတာဟုတ်ဗျခလာရ39ဆိုတော့မြို့ဆောင်တက်လို့ပြောလို့ရတာပေါ့အဲ့ဒီခလာရ39ကိုတဲ့နော်သူတို့တိုက်ပါဗျာဒီလားတိုက်ဖို့စီစဉ်အဲ့တော့ဘကိုးကနေပြီးတော့စစ်ကအခုဆိုရင်တောင်မှုရောက်ပါတယ်နော်ဘကိုးကတော့ခုကောင်နဲ့ဘကိုညောင်ကျိုးကတော့ခုရေခဲဆိုသဘောထားလိုက်လို့ဗျာနော် ဒီခက်တော့သွားထားလိုက်ပါအာတစ်ဖက်ကတပုံကတစ်ခါလဲပရိပရိဖြစ်နေတဲ့အချင်းမျိုးရောက်နေပါပြီနော်အဲအီယောင်ကြီးလည်းပုံမှန်ဖြစ်နေပါပြီပုံမှန်တော့မဟုတ်ဘူးပေါ့ဗျာဆိုရမယ်ဆိုရင်ဝင်လာလိုက်ထွက်သွားလိုက်ပတ်ပြေးလိုက်အဲဒီပုံစံမျိုးတွေရှိတယ်ဒါအီယောင်ကြီးချင်းတယ်အခုတောင်ကိုချင်းတွေကတော့တောင်ကအခုကျွန်တော်အီယောင်ကြီးပုံစံမျိုးဖြစ်မယ်အဲပကိုးပုံစံမျိုးဖြစ်မယ်အဲ့တော့အခုစပြီပေါ့နော်အဲစပြီဖြစ်တဲ့အတွက်ကြောင့်တောင်းသတိထားရမယ်အဲခါရ39သတိထားရမှာပေါ့ညာနော်ခါရ39ကိုတဲ့နော်သူတို့စိတ်ဖူးဖူးကြွားပေါ့ အဲစိတ်ကူးတောင်ရွာလာမှာပေါ့နော်အဲရွာမှာပြောလို့ရမှာပေါ့အဲ့တော့အဲ့ဒီမှာအဲ့ကတော့အင်အားစုနေပြီအဲစုပြီးတော့ခလာ39ကိုမကြခင်မှာနော်အင်အား300လောက်နဲ့ဝင်တိုက်မယ်လို့တော့မကျွန်တော်ကြားသိတာအဲ့တော့စစ်ပွဲကအဲ့မှာရောက်ဖို့ကြာနော်အဲ့တော့စစ်ပွဲနောက်ကိုကျွန်တော်တို့တိုက်ရလိုက်နေရတယ်အဲတက်တော့ကျွန်တော်မသိဘူးကျွန်တော်တို့ပြည်သူတွေနာသိချင်တဲ့သူတွေကတော့မကြခင်အဲဘယ်လိုမှမဆိုပွဲကြီးကြီးမားမားပွဲကောင်းလာလို့မယ်နော်ခလာရအဲ39ကိုကြာရင်တိုက်တော့ဖြစ်တဲ့ကြောင့်တက်ကြောင့်မလို့ပွဲကြီးပွဲကောင်းလာလို့မဟုတ်ကြနော်အဲစစ်ပွဲကြီးကိုကျွန်တော်မကြိုက်ပါဘူးမကြိုက်တော့ညာလည်းပဲတိတ်နေကြတယ်မှာ ကိုမောင်လေးနဲ့စစ်တင်းပေါ့နော်နားလည်ထားတာလေးသိရှိထားလေးကိုရှင်းအောင်ပါပါကျွန်တော် အသိရှိထားလေးပေါ့အဲ့တော့ဘယ်တော့ဖြစ်လာမလဲဆိုတော့စောင့်ကြည့်လိုက်ပါနော်အခုအမ်အဲ့မှာတော့တိုက်ပွဲကစတယ်ပေါ့နော်တိုက်ပွဲစပြောရလို့ရှိရင်တို့ကဒီခါ35ကိုတို့တို့အရတိုက်ပြီးတော့မှတာလေနောက်တစ်စစ်တောင်းတရာကိုစစ်တောင်းတရာဆိုကျွန်တော်တို့ဘယ်လိုသွားမလဲတန်တောင်ဘက်ကိုသွားမယ်စစ်တောင်းတရာကိုဒီစစ်တောင်းတရာကိုတို့တိုက်ရလိမ့်မယ်အတိုက်တစ်ခါကျတော့ရှင်တော့စစ်တောင်းတရာကိုတို့ရဖို့ပြတို့ရဲ့စေရေးစီစဉ်နေရလဲကြံကြီးလုံးပါလေဘာကြောင့်လဲဆိုတော့တောင်ကလည်း အများနားတွေဖြတ်နိုင်မယ်ဟဲ့ဆိုနေပြီးတော့ဝိုင်းလို့တက်အခွင့်အရေးကောင်းတစ်ခုဖြစ်သွားမှာဟုတ်အဲ့တော့အဲ့ဒါကြောင့်တောင်ကုပ်ကအစားဆိုတာလည်းကောင်းမဟုတ်ဘူးအများနားကိုဖြတ်တောက်နိုင်မယ်ရန်ကုန်နဲ့မန္တလေးကိုနော်ရန်ကုန်မန္တလေးနေပြီးတော့ကိုအခါလေးကနေဖြတ်လိုက်နိုင်မယ်ဆိုတဲ့ခါကျတော့ဒါတို့တက်တကယ့်ကိုဒီနေ့အပြင်အန်ဒီရယ်ပေါ့ပေးနိုင်ဆုံးနဲ့စီအောင်မျိုးကြီးကြီးမားမားကြီးရသွားနိုင်မယ်အခြေအနေမျိုးဖြစ်တယ်အဲ့ဒါကြောင့်မို့လဲ KNU ရဲ့ပြောရေးဆိုတွင်ရှိသူစောတာနီကပါပြောလဲဆိုလို့ရှိရင်နေပြည်တော်မှာပြန်ဆုံမယ်နေပြည်တော်မှာပြန်ဆုံမယ်ဆိုတာသူအလကားပြောတာမဟုတ်ဘူးသူသူအဲ့လိုပြောလိုက်တဲ့အချိန်မှာကျွန်တော်ကတွက်ချက်ကြည့်တာပေါ့နော်အတွက်ချက်ကြည့်လိုက်တေချာပြီ ကရင်ပြည်နယ်ကပုံကိုတွေကနေပြည်တော်မှာဆုံမဲ့ဖြစ်ဆိုလို့ရှိရင်တေချာတယ်တကယ်တမ်းကရင်ပြည်နယ်မှာတပ်မဟာနှစ်ခုအလုံးလုံးလိုက်တာအဲဒီတပ်မဟာကတော့တပ်မဟာနှစ်နဲ့တပ်မဟာသုံးဘာကြောင့်ဆိုတော့နေပြည်တော်နဲ့အနီးကပ်ဆုံးအခြေအနေမှာရှိတယ်အဲ့တော့စောတာနီးပြောသလိုရောက်မရောက်နိုင်မရောက်နိုင်ဆိုတာကတော့ကျွန်တော်တို့ရဲ့ဒီစစ်တင်တာပြည်ချုပ်ကြီးဦးမင်းအောင်လာရဲ့ပြတ်သားမှုတွေဆောင်ရွက်ချက်တွေနော်လှုပ်ဆောင်ချက်တွေနဲ့တော့အများကြီးအများကြီးသက်ဆိုင်လို့ပြောရမှာပေါ့ဗျာနော်အဲသူ့အနေနဲ့သူ့အရေးချင်းကိုကျွန်တော်စမ်းစစ်ကြရမှာအထူးပြန်ကျွန်တော်စမ်းစစ်လာကြပါဦးကျွန်တော်အဲစစ်တင်တာပြည်ချုပ်ကြီးရဲ့အရေးချင်းကလည်း ကောင်း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 လေးလည်းပြောရမှာပေါ့နော်အဲတော့ပါတော့လေစက်တက်ဆိုအဆုနဲ့ဖွင့်နေပါနော်အဲအဆုနဲ့ဖွင့်နေဖြစ်တယ်ဒီဦးမဲအောင်လိုက်ကောင်းတာညံ့တာပတ်တာစက်တက်မှာကအလုံးသူရဲကောင်းနေကြီးပါပဲသူညံ့လည်းသူသူရဲကောင်းနေရှိတယ်သူညံ့လည်းသူစက်တိုင်းမှုတွေအရေးချင်းရှိတဲ့စက်တိုင်းမှုတွေအများကြီးရှိပါလေအယောင်တော်ကြပါနော်အဲ့တော့သောတာရှင်ပြောသူတို့ပဲနေပြီးတော့မှသွားဆောင်နိုင်တာစက်တက်ကပဲသူတို့ရဲ့အချမ်းစီကိုဖြတ်စည်းနိုင်မှာဆိုတော့ဒီတောင်မှုမှာစကားပြောသွားမယ်လို့တော့တုံ့တက်တယ်ပေါ့ဗျာနော်အဲ့တော့အဲဒါပထမဦးဆုံးသူတို့ရဲ့စီရီကစားလိုက်မနေ့က ရောင်ပြတို့တိုက်နေပြီเนาะရွာကြီးသုံးခုကိုပဲလွယ်ကောင်းတော့တက်တန်ခွင်းတော့ကြောက်ကြီးတို့မှာရောင်ပြတိုက်နေပြီအဲနောက်ထပ်တို့အဲ့မှာရောင်ပြပြီးတော့လို့ရှိရင်တော့တောင်ကိုလေတက်ပေါ့တောင်ကိုလေတက်နဲ့တောင်ကိုမြို့ကသတိထားရမယ်ခလာရ39ကိုတိုက်နိုင်လို့ရှိရင်ဒီနေ့အဖြစ်တောင်ကိုကခြိချောက်ခံရပြီဗျာเนาะအဲ့တော့အဲ့တော့ခလာရ39ကိုသတိထားရမယ်အချိန်မျိုးလည်းရှိရဲ့အဲကျွန်တော်လည်းစောင့်ကြည့်အောင်ပါဗျာအဲ့တော့အဲနောက်ထပ်ဘယ်လိုပြောနိုင်အောင်လဲဆိုတော့အမ်တောင်ကိုနဲ့ပတ်သက်ပြီးမနေ့ကပေါ့ဗျာเนาะအာ တောင်ငူမြို့နယ်ပေါ့အတောင်ငူမြို့နယ်အကနေရွာအုပ်စုပေါ့ကနေရွာအုပ်စုမှာအာကရင်နီကုန်းရွာဆိုတာရှိတယ်ကရင်နီကုန်းရွာဆိုတော့လေရင်ခွေးနဲ့အသိမလားမကမ်းပေါ့အဲ့ဒီအဲ့ဒီရွာတွေကိုစနေရဖြစ်ပေါ့နော်စစ်တပ်ကလွှမ်းမိုးထားနိုင်ရမယ်စုံမိုးထားနိုင်မှသာလျှင်တောင်ငူလေတက်ကတနည်းအားဖြင့်လုံးကျုံမစအတိုင်းသာရှိရတဲ့ကြောင့်မလို့ဒီရွာပတ်ဝန်းကျင်မှာလည်းတက်ကတော့ရှိပါလေနော်အဲ့ဒီပတ်ဝန်းကျင်ရတဲ့တက်တွေရှိတယ် အဲ့ဒီကရင်ဒီကုန်းရွာကိုတူလားကျွန်တော်ပြောနေတာစီစဉ်ကဆလာပြီးသောတာနီအလကားပြောလာမှာမဟုတ်ဘူးเนาะသူတို့ကြံစီနေတဲ့ဘကိုးအရှိနဲ့အနောက်ကိုချိန်ဖို့သူတို့စူးစမ်းနေပြီမဲ့သူတို့ညောင်လင့်ထားတဲ့ဘကိုးအနောက်ချမ်းကเนาะညောင်ကျိုးဘက်ကเนาะညောင်ကျိုးအုပ်ရှိပင်ဘက်ကဘလို့မှရှေ့ဆက်တိုးလို့မရတဲ့အခြေအနေမျိုးတွေဖြစ်သွားအီအီကလည်းငါတို့တော့လစ်ပြီးဆိုပြန်လာပြီเนาะကြံလိုက်ဖြစ်တဲ့တကြောင်မလို့အဲဒီစရရောကျွန်တော်ပြန်ပြန်တော့တိတ်ချနေဘူးအဲတို့တပုံးနေတိတ်အမောင်တွေကဥပ္ပောပြောသူပေါ့ကျွန်တော်အမောင်တို့အမောင်တွေကလည်းတိတ်ကလေးကမများတယ် ဟုတ်လားအာတိတ်ကလေးကမှများတယ်လို့ခဏလေးအဲ့ဘက် channel လာပါနော်ခဏလေးတိတ်ကလေးကမှများတယ်စောင့်ကြည့်နေရမလားစောင့်ကြည့်တယ်အဲ့တော့ပြန်သွားပြီးတော့ပြောတာပဲအဲပြောလို့ရုံလို့မရသေးဘူးအတက်ကလည်းပို့စုပတ်ဆက်ပါပဲအမှပြင်းနေတာနော်အဲ့ဒီညောင်ကျိုးမှပြင်းနေတာဒီနေ့လည်းကျွန်တော်တို့အကြာသိရပါလေဒီနေ့ကတလီကောင်ဆောင်နေတာပါပဲနော်မနေ့ကလည်းဆောင်တယ်ညောင်ကျိုးကတောက်လျှောက်ဆောင်နေတာတောက်လျှောက်ဆောင်နေတာတရက်နေ့ရက်၃ရက်လောက်ရှိပြီဒီနေ့လည်းတောက်လျှောက်ဆောင်ပါလေနော်ဆောင်နေတယ်အဲ့တော့ညောင်ကျိုးရဲ့ဒီ ကာကင်းတွေကလည်းကာကင်းတွေကာကင်းကုန်းတို့ကလည်းရသွားပြီဖြစ်တဲ့အတွက်ကြောင့်ညောင်ကျိုးကမကြခင်အဲလိုချင်ရင်လိုချင်ရင်လိုချင်အိတ်ကတရောက်ပြီးတော့ပြောလို့ရတယ်ဒါမင်းတော့ဇီးရဖြစ်တော့ပွဲမပြီးခင်နော်ဘယ်လိုခေါင်းလဲဆိုလို့ရှိရင်ပြောလို့မရဘူးဗျာနော်စောင့်ကြည့်အောင်ပါဇီးရဒီနေ့မနေ့ကတော့မတူဘူးဗျာဒီခါကျရင်ကျွန်တော်မှလမ်းထွက်သွားတာရှိတယ်အဲ့တော့အဲ့ဒါသတိကြည့်ထားရတယ်အဲ့တော့သူတို့ရှင်းမှန်းထားတယ်ဘကူတိုင်းတော်ချောအစင်နေလိုက်ဘူးသူတို့ဖြတ်ချင်တဲ့ပုံမူရလမ်းကြောင်းလေအခုချိန်မှာကောင်းကောင်းကြောကောက်အောင်ဤဆက်အောင်ခံရရတယ်အဲ့တော့ကောင်းမှုမှာအခုစတာ ဲ့တော့တောင်ငုံနဲ့ပတ်သက်လာရင်ခုနကကျွန်တော်ပြောတဲ့အဲတောင်ငုံမြို့နယ်ပေါ့နော်အကနေရအုပ်စုခရင်ဒီဂုံးရွာမှာတက်ရှိတယ်ဗျာနော်ရွာနဲ့မလားမကန်းဖျားကုန်းပေါ်မှာတက်လာရှိတာဟုတ်တက်ရှိတဲ့ခါကျတော့အဲ့ဒီတက်ကို PDF တွေအားအများကြီးနဲ့လာပြစ်ပါတယ်လာပြစ်တဲ့ခါမှာတော်တော်တိုက်ပွဲပြင်းထန်ခဲ့တယ်တော်တိုက်ပွဲပြင်းထန်ခဲ့တော့အတက်ကလည်းပြန်ပြစ်ပါတယ်ပြန်ပြစ်တော့ဘယ်ကပြစ်လဲဆိုတော့သူတို့ကခတ်တာကဒီပေါ့နော် KNU ကမြန်မာရွာတွေကိုရှောင်တယ်သူတို့ရဲ့ဒီတော်လိုင်းသမိုင်းကြီးတယ်ပေါ့နော်ဒါပေမဲ့ PDF နဲ့ပေါင်းလိုက်တဲ့အခါမှာ KNU ဆိုတာစီးမရှိကမ်းမရှိတဲ့ဘာမှမသိရနီပိန်အဖွဲ့နီပိန်အုပ်စုဖြစ်သွားတာပါပဲအဲ့တော့ PDF နဲ့ပေါင်းပြီးတော့အဲ့ဒီ KNU ဒီဂုံးရွာတွေကနေပြီးတော့တက်ကိုလှမ်းပြီးတော့တက်စခန်းကိုလှမ်းပစ်တယ်လှမ်းပစ်တော့တက်ကအပြစ်ခတ်တယ်မမတီးရပစ်သွားတယ်နော်ဒုတိယတရက်လည်းထပ်ပစ်ဒုတိယတရက်ပစ်တဲ့ခါကျတော့သူတို့ရဲ့လက်နက်ကြီးကကြီးရမပေါက်ဘူးဖြစ်တယ်အဲ့တော့အဲ့လိုချင်းနေမျိုးနဲ့ဖြစ်တယ်အဲ့တော့တိုက်ပွဲကအဲကျန်းခဲ့တယ်ကျန်းရတော့ဘလို့ဖြစ်တယ်ဆိုတော့ အဲ့တက်ကတိတ်မကြဘူးအဲအဲ့နေရာလေးအလုံးကိုအဲလေချောင်းနဲ့အစေးပြတ်တဲ့အလုံးအရေးယူသွားတယ်မကြတိရတယ်ပေါ့ဗျာနော်ကြာပြတော့အဲ့ဒီရွာမှာခက်တာကလည်းအဲ့ဒီရွာကပြောရင်များလို့ကျွန်တော်ချက်ပြီးတော့အတွင်းကြကြလေ့လာကြည့်ပါလေအဲ့ဒီရွာမှာလာပြတဲ့ PDF တွေကလည်းဘယ်ဘယ်ရွာသားတွေလဲပြောရှင်အဲ့ဒီရွာကစဉ်းစားသားချင်းတွေပဲဘာကြောင့်လဲအဲ့ဒီရွာကလည်း PDF ထဲကိုဝင်တာအများကြီးဖြစ်တယ်လေ PDF ထဲဝင်တာအများကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရွာဟာတနည်းအားဖြင့် PDF ရွာဖြစ်နေတာဗျာဒါ PDF ရွာဖြစ်တဲ့ခါကျတော့ဒါအရှိတော့ရှိတိုင်းပြောပြတာနော်အဲကျွန်တော်တို့ဒါအတိအကျပြောပြတာအဲ အဲ့လိုပုံစံမျိုးဖြစ်နေတယ်လို့ကျွန်တော်အတွင်းထပ်ပြီးတော့လေဟိုကျွန်တော်နည်းနည်းနည်းချင်းလေးလာကြည့်ခါတော့တွေ့တယ်လာဖြစ်တဲ့သူကဒီရွာလာပဲအဲ့တော့ဒီရွာကတနည်းအားဖြင့်ပေါ့ဗျာနော် PDF များစုမှုတော့တော်လိုင်းရေးစုမှုတော့ပေါ့ရွာဖြစ်သွားတယ်ရွာဖြစ်သွားတယ်မနေ့ကတော့အဲ့ဒီသူတို့နေနောက်ပြဆုတ်သွားပြီလို့ပြောလို့ရတယ်ပေါ့ဗျာနော်အဲ့ဒီအခြေအနေအဲ့တော့ကျွန်တော်ပြောချင်တာကဟိုတောင်လူမှာစစ်ကစနေပြီဘကိုးတိုင်းရှေ့ချမ်းမှာစစ်ကစနေပြီသူတို့စစ်ကခုံနေတဲ့မြောက်ကြီးခုံအဲ့မြောက်ကြီးဖြစ်မှာကျွန်တော်တို့ဒီ ARV ခုံတယ်ဘကိုးခုံတယ်ဖိ တော့တက်ကစော်လှိုက်တယ်ဟုတ်လားအခုဘကိုးတိုင်းအခြေချမ်းဆက်ခုံပြီးတောင်ငူနားမှာအခုခုံနေပြီပေါ့ဗျာနော်အဲ့ဒါကကျွန်တော်ဒီနေ့တောင်ငူနဲ့ပတ်သက်ပြီးစစ်ပွဲအဖြစ်ဘယ်နှပွဲပြောခဲ့ပြီလဲဆိုရှင်ဖြစ်ပြီးဖြစ်ပြီးတဲ့ဟာကိုကျွန်တော်ပြောခဲ့ပြီနော်အကျွန်တော်စနားကပြောတယ်ပဲနယ်ကုန်းနတ်တန်ကွင်းအကြောက်ကြီးဖြစ်ဖြစ်ပြီးခဲ့ပြီဖြစ်တဲ့ဖြစ်ခဲ့ပြီအဲ့ဒါကိုလည်းကျွန်တော်ပြောခဲ့ပြီးသားပါပြီနော်အထို့သူဒီနေ့တောင်ငူမြို့နယ်တောင်ငူမြို့နယ်ကဏီရွာအောက်စုဒီရင်ကွင်းနဲ့တိတ်မလန်းမကမှာရှိတဲ့ရွာမှာလည်းတိုက်ပွဲဖြစ်တယ်ပေါ့ဒါလည်းကျွန်တော်ပြောခဲ့ပြီးပြီအဲ့ဒီတိုက်ပွဲကိုခါလာရ39ကနေပြီးတော့ပြစ်ခုလှမ်းပြီးတော့ကျွန်တော်ကြားသိရတယ်နော်အဲကြားသိရတော့ တခုရှိတာအိုက်ပတ်ဝင်းကျင်မှာဒီလက်နက်ကန်ကြီးပေါ့နော်ဟိုဘလိုခေါ်မလဲလက်နက်ကန်ရရှိသလိုတက်လက်ရှိတဲ့အတွက်ကြောင့်မို့တက်ကပုံများပါလားကာဝယ်ပေးနိုင်တယ်။ဘာကြောင့်ဒီလေဝင်လုံကြုံဖို့ဟာအနိုင်ဆုံးတတော်များများသောအေရိယာတွေကိုတက်ကနင်းနေစိုးမိုးထားနိုင်မှသာလျင်လေဝင်ကစိတ်ချမှာဗျာ။ဟဲ့ဘာလဲတပုံရမ်းကြီးတွေကိုလည်းညားနေတာအကျန်းဖတ်ရှိဟာအေးပေါ့ဒါတော့တက်ရဲ့ဘယူဟာနဲ့လည်းဆိုင်ရလိမ့်မယ်။ကျွန်တော်တို့ကလည်းဟုတ်တယ်အားမရဘူးဒါမှန်ပဲ။အရှိတို့ရှိတိုင်းပြောရမှာပေါ့နော်။ကဲဟုတ်ပြီ။ ဲ့တော့နောက်ထပ်တိုက်ပွဲတစ်ခုနဲ့ထပ်ဆက်လိုက်ရအောင်နော်အဲ့ဒီအာတန်တောင်ကြီးမျိုးဆိုတော့ဟာမင်းတို့ဟိုတို့အနေအနေတော်ကြီးရယ်နော်တို့အကျန်တော်ကြီးရယ်နော်အဲ့ဒီတောင်ကူနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ကိုဆက်ပါမလဲဆိုတော့တောင်တောင်ကူစစ်တောင်းတရာနော်စစ်တောင်းတရာဒီတန်တောင်ကြီးဘက်ကိုချိန်ထားတဲ့စစ်တောင်းတရာရှိတယ်အဲ့တန်တောင်ကြီးမျိုးပေါ့တန်တောင်ကြီးမျိုးဆိုတာကရင်ပြည်နယ်ထဲမှာရှိတယ်အဲ့ဒီကိမီနဲ့မှာရွာကြီးရှိတယ်ဗျတကယ်ရွာကြီးအဲ့ရွာကြီးကိုတက်မဟာ2ရက်တက်မဟာ3ရက်ပေါင်းပြီးတော့အင်အားပေါ့နော်အင်အားတော်များများလောက်နဲ့ အဲ့ဒီရွာအင်ဂျီယာနဲ့တထောင်ကျော်တယ်ပေါ့အင်ဂျီယာတထောင်ကျော်တဲ့ရွာကြီးပါရွာနာမည်ကတပြေညွန့်ရွာလို့ခေါ်တယ်ပေါ့တဲ့အဲ့ဒီရွာကိုဒလန်ရွာဆိုပြီးတော့ PDF ရယ် KNU တပ်မဟာ2ရ3ရပေါင်းပြီးတော့လာတိုက်တယ်လာတိုက်တဲ့ခါမှာတက်ကအင်အားရှိလာမှအယောက်60ကျော်အယောက်60ကျော်ရှိတယ်တက်ကရွာထိပ်မှရှိတယ်အဲ့တော့ဒါတိုက်တဲ့အင်အားတအားများတယ်နော်တအားများတယ်ခုခံတဲ့အင်အားကလည်း60ကျော်ဒါတကယ်ဖြစ်ရတယ်တကယ်ဖြစ်ရတယ်ခုကျွန်တော်ပြောနေရအောင်60ကျော်နဲ့ခုခံတိုက်ခိုက်တယ်မရက်တိတိခုခံတိုက်ခိုက်တယ် နောက်ဆုံးပဲအရာရှိကဟိုအရာရှိကငါချန်ခဲ့မယ်ရေဘော်လို့မင်းတို့ပြန်လို့ဆိုပြီးတော့ပြန်ခိုင်းနေတယ်အဲ့မှာရေဘော်တွေကပြောတယ်ဘုအဘူကြီးဘောနော်ခင်ဗျားမပါမယ်နဲ့ကျွန်တော်မပြန်နိုင်ဘူးဆိုတော့အဲ့တော့နောက်ဆုံးပိတ်ပေါ့အဲ့တို့မဆုတ်ချင်မယ်နဲ့ဆုတ်ခဲ့ရတော့ဆိုတော့ကျွန်တော်တို့မဆုတ်လို့ရှိရင်လည်းတို့ကကျွာထိတ်မှာဖြစ်တဲ့စကားအဲ့တော့ကိုကလက်နက်ကြီးတွေပြင်ကျွာကိုကျွာကျွာညားနေစီလည်းရှိရေဘောနော်ကျွာကိုညားနေတဲ့အကြောင်းမို့လို့တက်ကအဲနောက်ဆုတ်ခဲ့တယ်နောက်ဆုတ်တဲ့ခါမှာလည်းကြီးစံတွေအားလုံးကြီးစံတွေလက်နက်တွေအားလုံးကိုဘာလို့ဘာမှမထားခဲ့ပဲနဲ့ဆုတ်ခဲ့တယ်နှစ်ရက်တိတိခုခံခဲ့တယ်အဲစစ်ကူတောင်းတော့လည်းစစ်ကူကနှစ်ရက်တိတိမလာဘူးမလာတဲ့ခါမှာတော့ နောက်ဆုတ်ခဲ့တယ်ပေါ့ဗျာနော်နောက်ဆုတ်သွားပြီးတော့အာရရှိတဲ့အခုဆိုရင်ထိမ့်သိမ်းထားခံရတယ်ဖမ်းခံရလို့ကြားသိရတယ်တဘောကဖမ်းတာမဟုတ်တက်ကပြန်ဖမ်းတာနော်နောက်ဆုတ်လာလို့ဆိုရင်ဖမ်းလိုက်တယ်အဲဖမ်းလိုက်တဲ့ခါမှာတော့အခုရရှိရတော့ချုပ်ထဲမှာရနေတယ်အဲ့တော့အဲ့ရွာကတော့ကြားသွားလို့ပြောလို့ရပါမယ်နောက်တစ်နေ့ရကြားတဲ့ခါမှာတက်ကအကပ်လာတယ်ဒီစစ်ကူလာတဲ့ခါမှာတော့အခုအဲ့ရွာကတော့တက်ကပြန်ပြီးတော့ထိန်းထားနိုင်နေတယ်ဒီအဲ့တော့ဆိုလိုချင်တာကအဲ့ဒီ ဘယ်လိုခေါ်မလဲလေရင်လဲလာဖြစ်တယ်လေရင်လာဖြစ်လေလဲညာကိုညာပါတယ်ဘာကြောင့်လဲကျွာကလည်း1800ကျော်ရှိတယ်အင်ဂျင်1000ကျော်ရှိတဲ့ကျွာကြီးကိုအဲ့ဒီကျွာကိုတက်ကလည်းညာလိုက်တော့ကြောင့်မလို့ဘုံချလိုက်တာမှလည်းဘုံသေချာမချပဲနဲ့ပြန်သွားတယ်အဲ့တော့ခံတိုက်ရတဲ့စစ်တီတွေကလည်းဟိုကျွာကိုညာရတဲ့အတိုင်းတိုင်းရှိတဲ့ကြောင့်မလို့ဟိုနောက်ဆုတ်သွားတယ်ဗျာနောက်ဆုတ်အဲ့ကျွာကတော့ကျသွားတယ်ပေါ့ကျသွားတဲ့စမြင်လဲအခုဆိုတော့အခုကတော့တက်ကပြန်ထိုင်ထားလိုက်ပြီပေါ့အဲ့တော့အဲ့ကျွာကိုတလန်ကျွာဆိုပြီးတော့အဲ KNPDF တွေအကုန်လုံးကမီးရှို့တယ်ဗျာမီးရှို့တော့ကျွာမီးလောက်တော့ဗျာနော် တော့ဒီရောနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့အခုသူတို့စစ်နောက်တနေရာခုံပြီးနော်ကျွန်တော်ပြောပြောပြပါနော်ခုံတဲ့နေရာလေအခုကျွန်တော်လိုက်ကျွန်တော်မှမနေလိုက်ဖမ်းဒီနေရာဖမ်းတော့ကိုပဲရောက်တော့ကိုနေရာဖမ်းလို့ဒီတက်ရောက်အဲ့တော့အခုတောင်ဘက်မှာဖမ်းကျွန်တော်ဖမ်းမိပါဒီဒီပုတ်လေးဖမ်းမိပြီနော်အဖမ်းမိတဲ့ခါမှာတိုက်ဝဲရအစားလေအခုချင်းတစ်ခုချင်းကျွန်တော်ပြအခုကျွန်တော်တောင်မှာအခုဖြစ်လာနေတဲ့စပွဲက၃လခုတော့ရှိပြီဗျာအဲ့တော့အဲ့ဒီရောကိုမိရှုတယ်တဲ့ဒေတာချင်းတွေကိုကျွန်တော်စုံစမ်းကြည့်တဲ့ခါမှာရွာတွေက PDF ကြီးဆိုးတဲ့ရွာတွေဖြစ်နေပြီ တက်ကဘာမှမလုပ်ဘာမှမလုပ်ဘာမှမလုပ်တဲ့ခါကျတော့နောက်ဆုံးပိတ်တော့ဂျော်ရီက PDF စီမှာထူထောက်ရတော့တာပဲဘလောက်ကြီးပဲတိုင်တန်ကို agent ချင်းချင်းဟုတ်လားဘလောက်ကြီးပဲ PDF ကိုမုံမုံနောက်ဆုံးပိတ်တော့တဘုံစီမှာထူထောက်ရတဲ့အခြေအနေတွေဖြစ်နေတယ်အဲ့ဒီဂျော်ရီအားလုံးကလည်း PDF တွေနှွားမှုထားတယ်အဲဒီတဘုံတွေနှွားမှုထားတဲ့ဂျော်ရီဖြစ်သွားပြီနောက်ဆုံးတစ်စတက်ရှိတဲ့ဂျော်နဲ့အာ PDF ရှိတဲ့ဂျော်နဲ့မလမ်းမကန်းနေဖြစ်နေတဲ့တိတံကမှအခွင့်ရရမတူဘူးစတက်ရှိတဲ့ဂျော်ရီကအပြစ်ထွက်လို့မရအောင်အကောင်ကပိတ်ဆို့ခံတာတဘုံဂျော်ရီနော်တဘုံတွေရှိတော့အရက်တွေက ကားကြီးသွားလို့ရတယ်ဆိုလိုချင်တာကအဲ့ဒါဈေးတဲ့ဈေးဝယ်သွားလို့ရတယ်ဥပမာရွှေတူးတဲ့အကွက်တွေပေါ့အဲ့မှာအဲရွှေထွက်တဲ့နေရာတွေရှိတယ်အဲ့ရွှေထွက်တဲ့နေရာတွေသဘုံကကြီးဆိုထားတယ် PDF တွေကြီးဆိုထားတယ်ကြီးဆိုထားတော့အဲ့ဒီနေရာတွေကိုဈေးရောင်းလို့ရှိရင်မြို့ပေါ်ကကားတွေကဓာတ်ရိုက်ပေါက်ပြီးတော့ရောင်းတာဗျရောင်းတဲ့ခါမှာကောင်းကောင်းစားတော့ရောဗျာနော်အဲတော့တော့လည်းပဲစစ်တက်ရှိသောရွာတွေစစ်တက်ရှိသောဒေသတွေကတော့ PDF တွေ KNU တွေကပိတ်ဆို့ထားတဲ့အတွက်ကြောင့်မို့လို့ဒီကျွန်တော်တို့လေနဲ့အဲ့ဒေါ်လာချမှတ်တိုင်းစားရတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့ ဒီချင်းဒီစစ်ပွဲတွေကဘာလို့ထားရလဲတော့ကျွန်တော်မေးရဦးမေအောင်လည်းကျွန်တော်မေးမေးလို့လည်းမေးရတော့ဗျာဒီပုဂ္ဂိုလ်ဘယ်လိုမေးလို့မေးရအောင်လို့ပြီးတော့နော်ဟုတ်လားကျွန်တော် ပြောတာအရှင်းရင်းကြားလားအတန်လေးပါလေရောအဲလို comment ဆိုတော့အတန်ချက်တာလို့ဟိုနည်းနည်းလေးပေါ့မကြည့်လင်နိုင်ပါရှိလားဘာကြောင့်ကျွန်တော်ဟိုအတန်တန်ဖြစ်ပါလဲဟိုမီးပေါ့ဗီဒီယိုတိုက်ရိုက် join လို့ဖြစ်လို့ရှိလားဖြစ်လားနည်းနည်းလေးကျွန်တော်ဟိုနည်းစာလေးရေးပေးပါဦးနည်းစာလေးရေးပေးပါဦးကျွန်တော် comment နဲ့ကြားရတယ်ကြည့်ကြည့်လင်ကြားရလားပြီးတော့ဟိုကြည့်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 မီးတာလို့ပါရှိလား ဟုတ်တယ်လေကိုမောင်နဲ့ညီမတို့ရောက်လဲအဲ့လိုဖြစ်နေတယ်တဲ့နော်ဟုတ်လားကြာနော်အားလုံးဆင်ပြေရဆိုရှင်ကျွန်တော်ဘာမှပြင်ကြအောင်လို့နော်အဲ့တော့ရဆိုရင်ပါလေနားထောင်နေသူတွေအနေနဲ့မသိမှဆိုလို့နော်ဟိုဆင်ပြေမှဆိုလို့ပါအဲ့တော့ကျွန်တော်ပြီးဒီရဆုံးမထားတယ်စစ်တက်ရှိတဲ့ရွာက PDF ပိတ်ဆို့ထားတယ်အဲ့တော့တပုံသွမ်းမှုတဲ့ရွာတွေကစားရတောက်ရသွားရလာရတယ်စစ်တက်မှမထားတဲ့ရွာတွေကအဲရထွက်လာမှစားရတယ်အဲ့တော့ဦးမဲအွန်လိုင်းဘာလို့ထားတာလဲ ။ဘာလို့ထားတာလဲ။အဲကျွန်တော်တို့မေးရမှာနော်။ဘာလို့ထားလဲထင်လဲ။နည်းနည်းလေးအေးအေးပေါ့နော်။ဘာလို့ထားလဲထင်လဲ။ကမောင်ရေးရဲ့တောင်ငူဘက်ကပနေရရှိပြီးတော့မှအာရှိပြီရှိပြီအခုကဟိုရင်ထဲဆိုတော့အခုဒီတလုံးတင်းမှာတော်တော်ကျန်းနေတာပါနော်။ငတ်နေပါလေနော်။ဟုတ်ပါလေ။တော့ကြားရပါတယ်နော်။အဲ့တော့အာတော့ဟောပေါ့။အာစစ်တက်ရှိတဲ့အရက်တွေကတော့အဲ့လိုမျိုးဖြစ်နေတယ်။အဲ့တော့ဒါအထက်လူကြီးတွေရဲ့စီမံခုတ်ကဲမှုညံပြင်းလို့ပြောရတယ်မှားမလားဗျာနော်။ညီရဲတဲ့ မှန်တယ်လေးပါလေဟုတ်ကဲ့ပါနတ်ဆက်ကကိုယ်တိုင်ကသဘုံအပိဖြစ်နေတာအေးပေါ့သဘုံအပိဖြစ်နေလားမဖြစ်နေလားဆိုတော့သူတို့ကိုယ်တိုင်လည်းသိတော့အောင်ပြန်နော်အခုတော့ဟုတ်တယ်သဘုံကတော့အားရှိနေအမှန်ပဲရွှေလုတ်ခွက်လည်းသူတို့ပိုင်ထားတယ်ဗျာနော်အဲသူတို့စီကိုရိတ်ခါဆိုလို့ရှိရင်သူတို့စီကိုရောက်တယ်ဗျာနော်အဲမြို့ကဈေးကလည်းဈေးရောင်းလို့ရတယ်ဗျာနော်အဲဘယ်လိုမှစစ်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 ဘာညာမရှိဘူးနော်အဲ့တော့သဘုံတို့ကအရင်ပြောဖို့ကောင်းတဲ့နိုင်ငံဖြစ်နေတယ်သဘုံကိုပျော်အောင်များထားနေတာမပျော်မှဆိုးလို့လာမလို့နော်သဘုံနေတဲ့ကြောင်လေးနေခမင်းညကောင်မှဆိုပါလေဟုတ်လားနော်အဲ့တော့ထားပါ အဲအဲ့တော့အခုစစ်ပွဲကကျွန်တော်၃ဖွဲ့ထိပြီကျွန်တော်ပြောတာပါအေးဟုတ်ပြီကျွန်တော်အာဘကိုးတိုင်းရှေ့ချမ်းကနေပြီးတော့ကြော်ရမယ်ကြော်ပြီးတော့ကျွန်တော်တို့ပမောသွားကြသွားကြမှာပမောဦးမြောင်လိုင်းအချိန်ဆက်ပြီးကြိုက်တယ်လို့ပဲတဲ့နော်တစ်ချိန်ရောက်ရင်တော့တော်လိုင်းရေးစစ်ပန်းနိုင်တယ်စစ်ပန်းမပန်းတော့ဘူးတော်လိုင်းရေးကပျော်ကိုပျော်ဖို့ကောင်းနေတယ်နော်အဲဒီတဘောကတရားစတာထွက်တဲ့နေရာလေးဆိုလို့ရှိရင်တဘုံတွေပဲရတာဟာပျော်ဖို့ကောင်းတာပေါ့ဗျာတဘုံတော့ပဲလို့စားလို့မြောင်တိုင်းမှာအလုပ်ပဲလုပ်စားလို့မလဲနော် ရန်ကုန်မြို့မှာတခါလဲခင်ဗျားတို့နှစ်ခုအထွေချီမကြောက်အောင်ရှာနော်ပိန်းတစ်ထောင်ပြည့်ဖို့ဆိုတာမရအောင်ပိန်းတရာတော့မှမလွယ်ဘူးတပုံသွားလို့စားလို့ရှိရင်နော်ဟိုအခုချိန်မှာလဲတဘောဝတရားဇာတာတွေနော်တရားဇာတာတွေဖြစ်တဲ့ရွှေတူးမလားပရင်တူးမလားနော်ကြောက်တူးမလားမိုးကုတ်ပါဆိုလို့ရှိရင်အခုဆိုရင်တခါလဲကြောက်တူးစားမလားဆိုတဲ့ပုံစံမျိုးဖြစ်လာကြောက်တူးမလားဗဒညာထွက်တာလေသိလားအဲတခိုးမလားဟာခိတ်ခိတ်ကောက်မလားနော်နူရီစီဝါရောင်းစားမလားတပုံတွေတအားပြောင်းထားတဲ့နိုင်ငံထဲမှာကျွန်တော်နိုင်ငံခြေတော်ရပါတယ်သိလား ဦးမေအွန်လိုင်းနေရာကိုကိုမောင်တရက်လောက်နေကြည့်ပါလားဗျာအော်ကိုမောင်တရက်လောက်နေကြည့်လို့ရှိရင်တရက်မောင်ကိုမောင်သားလေးဒီပေါ့မြန်မာနိုင်ငံအုပ်ချုပ်ခွင့်ရမယ်ဆိုရင်လေကျွန်တော်ဒီလိုခေါင်းလို့ဆိုလို့ရှိရင်မြန်မာနိုင်ငံချက်ချင်းလည်းငါတခေါင်းလုံးပြောင်းလဲသွားမှာအကောင်းကပြောင်းလဲဖို့ပြောင်းလဲရမှာပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တဘုံကိုပြောင်းထားတဲ့နိုင်ငံဖြစ်တယ်အရွှေလူတွေကလည်းသူတို့ပိုင်ရေနံသူကလည်းသူတို့ပိုင်ဟုတ်လားရွှေမော်တွေလည်းသူတို့ပိုင်အတခါလေဒီအဲ့တော့ခင်ဗျားတို့မြန်မာပြည်မှာမြို့တွေမှာဘာလို့စားမှာခင်ဗျားတို့စားမှာတဘုံသွားလို့ပါတော့ပြောဖို့ကောင်းတယ်ဘာဖြစ်လို့ဥမာ ဟိုရိုးသားလို့စားဘယ်တော့မှမြန်မာပြည်ပါမကြည့်ပါဘူးတပုံနဲ့ပေါင်းရင်ပေါင်းမပေါင်းရင်တပုံလို့စားညောင်အစဉ်ပြေတဲ့နိုင်ငံပြတည်လားအဲကြောင့်ကိုရရင်ဘယ်တော့မှငင်းမငင်းချမ်းကျင်တာ NCA ပဲပေးပေးနိုင်ငံပဲပေးပေးသူတို့မရှိဘူးဘာကြောင့်ဆိုတော့ပေးနေလို့ရှိရင်ဟိုပြည်သူလူတို့မျှနေရမယ်အခုကတော်လိုင်းကြီးလုပ်မိတာကွာဆိုပြီးတော့နော်မြေရှားတက်တူပဲဖြစ်ဖြစ်အားတခါလဲတဘာဝတင်ရစားတာကြောက်အကုန်လုံးအကုန်လုံးသူတို့တော့ကြီးအုပ်ပြီးရနေတာဖြစ်တဲ့အတွက်ကြောင့်မလို့နော်ငင်းငယ်စွဲဝိုင်းနေပါလေစိတ်ဝင်စားအောင် ခင်ဗျားတို့ကားလေးပုံတော့ကတော့ကားလေး၁၀စီးဟာကားစီး၁၀၀လောက်ကိုပေါင်းနဲ့ပေးလိုက်လို့ရှိရင်လက်နက်ကင်ကြီးပျော်သွားတာ KIA ရဲ့ကြတယ်ငါတို့မပျော်ဘူးလေမင်းတို့၁၀စီးတဲ့ကတော့ကကြောက်ခွေးကြီးမှာပေါ့ကွာမြန်မာနိုင်ငံလုံးရဲ့ဒီ GDP တဝက်လောက်ကတို့နိုင်ငံတို့ချင်းပြည်ကချင်ပြည်နဲ့ထပ်တာလေးတဲ့ဆိုတော့အဲ့တော့အဲတိုင်းသားလက်နက်ကင်ကြီးပေါ့နော်တိုင်းသားလက်နက်ကင်ကြီးခံထားတဲ့ဒီစစ်ပင်ရင်စစ်ပင်အောက်စုတွေဘာကြောင့်မလို့သပွဲပိုင်းပေါ်မရောက်လာလဲဆိုလို့ရှိရင်တော့ရှင်းပါလေတရားဇာတ်အရန်ထွက်တဲ့နယ်မြေတရားဇာတ်ရဲ့ချိန်သာပြန်မိပြီးတော့ဒီသဘုံတွေကတရားဇာတ်ကိုထုတ်စားနေတဲ့ပုံစံမျိုးဖြစ်နေပြီလေပြောင်းရရပါ ဲ့တော့တဘုံလို့တော့အများကြီးပြောပါတယ်စစ်တပ်စစ်သားလို့အရောက်ပင်ပန်းပါတယ်နော်အခုချိန်ဒီမှာအဲ့တော့ဟုတ်ပြီဟုတ်ပြီအဲ့တော့ဒါကအချိန်လေးပေါ့ဗျာနော်အဲ့တော့ဗမောចောင်းစလားကပြောတရားမေးတာလေနော်အာဗမောအချိန်လေးမင်းလည်းဝင်တဘုံနဲ့အဲဟုတ်တယ်တဘုံကအခုလည်းပြောတဘုံတော့မှာအခုဦးမင်း online ရှိရင်တဘုံတော့မဖြစ်တယ်ဘာကြောင့်တဘုံကကြီးပွားရတာပေါ့နော်အဲ့တော့ အဲဗမော်အချင်းလေးကျွန်တော်ပြောရအောင်ဗမော်ကျွန်တော်ဆက်ပြောဆိုဦးမြအောင်လိုက်တော်တာမတော်တာကြိုက်တာမကြိုက်တာအပါထားစစ်သားတွေအကုန်ကိုကျွန်တော်တို့ကတိတ်ကြုံပြီးပြောလို့မရစစ်တပ်မှာတကယ်တော်တဲ့အဲစစ်တီအများကြီးရှိတယ်လို့စစ်ကောင်းဆောင်လည်းအများကြီးရှိတယ်နော်ဗမော်ဗမော်အချင်းလေးဆိုရှင်တကယ်ကိုတကယ်ကိုလေးလောက်ကောင်းပါလေအခုနောက်ဆုံးရရှိတဲ့တဲ့ပေါ့နော်ကျွန်တော်ပြောပါမယ်25ရက်28ရက်ဒီမှာရတယ်နော်အဲတပုံကြာဆုံးနေရရှိမှုဆိုရှင်20နဲ့3ရက်ကိုပြောလို့ရတယ်ပေါ့နော်23ရက်ကြာဆုံးနေတဲ့ လက်နက်အပြင်22လက်ရတယ်ပေါ့ဗျာနော်အဲဒါကအခုနောက်ဆုံးနောက်ဆုံးရရှိရတဲ့တင်းမှာခင်ဗျာနော်အဲ့တော့နောက်ထပ်အဲမင်းချောင်းကုန်းနဲ့ဘာမှမရှိတယ်အဲ့ဒါကိုနေနေရှင်းလင်းလိုက်တဲ့အခါမှာတပုံအလောင်းအတို့ကလည်းကွာနေရာလိုက်လိုက်တဲ့အခါကျတော့တို့ကတို့ရဲ့ဒီကြာဆုံးတဲ့နေရာလိုက်မှာကြံနေတာဟုတ်အလောင်းကနော်နေရာလိုက်မှာကြံနေတဲ့ပုံစံမျိုးရှိတယ်အဲ့တော့အဲမင်းချောင်းကုန်းမှာနေနေသွားရှင်းလင်းတဲ့အခါမှာခုနှစ်လောင်းနဲ့တနက်ငါးလက်ရခဲ့တယ်အဲ့တော့ဘမော်ကတော့တို့ချက်ချက်ကြီးဖြစ်နေတယ်တို့တို့လုံးကိုကြောက်ကြပါစစ်တပ်ကိုစစ်တပ်ကလည်းဘမော်စစ်တပ်ကတော့ အဲဘမောကတက်တွေကတော့ပြောထားတယ်ပို့ပြီးတော့ရရလက်ကောင်းတာကိုရှိတယ်နော်ဒီကောင်မောင်မမြ KIA ကိုပြောလိုက်မယ် KIA ခင်ဗျားတို့အကိုမကိုတီးပြီးတော့ကိုစုရက်ကိုကိုပြန်ရင်တိတ်ကိုကောင်းလိုက်မယ်အဲကိုစုရက်ကိုကိုမပြန်ဘူးဆိုလို့ရှိရင်တော့ရှစ်လျှောက် KIA ကျွန်တော်ဘာကြောင့်လဲဆိုတော့ကျွန်တော်မပြောဘူး ongoing ဖြစ်စဉ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်လေ့လာသုံးသပ်ကြည့်တယ်ဘာလေးဘာလေးဖြစ်လာနိုင်တယ်ဘာလေးဘာလေးထွက်လာနိုင်တယ်ဆိုတာကိုကျွန်တော်ကြည့်တယ်အဲ့တော့ကျွန်တော်ပြောဘူးအဲ့တော့ပါဆိုလဲ PDF မျိုးပုံမှန်များ မင်းတို့ KIA ကမင်းတို့တစ်ခါသုံးလို့မျိုးကွန်တုံးလို့သဘောထားပြီးအသုံးချနေရအောင်သတိထားပါသိပ္ပံကြောင့်စစ်တပ်လည်းညံ့မှာမဟုတ်တော့ဘူးဒီထက်ပိုကောင်းတော့ပိုထိရောက်တော့ဆောင်ရွက်ချက်တွေကိုဆောင်ရွက်လာတာမှာဖြစ်တယ်အဲ့တော့အဲ KIA เนาะတော်တော်တို့တခုတ်တခဲတို့နောက်ပိုင်းတက်ရအောင်ပါเนาะအခုအခုလည်းတခုတ်တခဲပါတော်တော်ဒုက္ခရောက်နေเนาะအဲ့တော့မမအချင်းနေအဲပြောမှဆိုရင်အကုန်လုံးကောင်းတယ်เนาะအာဒီပေါ့လောင်းလန်းရရှိလောင်းလန်းရရှိမှုတွေလည်းတော်တော်လေးရတယ်နောက်ပိုင်း reinforcement ကိုခေါ်တဲ့ ဒီ backup လုပ်မှုတွေเนาะအထောက်ပံ့တွေကလည်းနောက်ဆိုဒီထက်ပိုပြီးကောင်းလာတော့မှာဖြစ်တယ်စစ်တပ်ကလည်းအကောင်းဆုံးနည်းလမ်းတွေကိုရှာဖွေလာပြီခင်ဗျားတို့စစ်တပ်လေဒီပေါ်လာတဲ့ချိန်မှာသဘုံတွေတော်တော်များများပြာပြာနာတိပြာတာပေါ့နော်ပြာထွက်သွားလို့ပဲစစ်တပ်လေဒီထက်ကောင်းတော့เนาะစစ်တပ်လေဒီထက်ကောင်းတော့ပိုပြီးထိရောက်တော့အရာတွေရောက်လာပါတော့မယ်เนาะအဲဒီဘက်ကြောင့်မလို့တော့ခင်ဗျားတို့သတိကြည်ကြည်ထားရမယ်အချက်အစဉ်ကိုရောက်သွားပြီအဲဒါဗမာမကြီးအားလုံးကိုအားလုံးတော့ဟိုအဝိုင်းခံတဲ့တက်တွေအားလုံးပြောနေတာအာတီနာပါ နော်အခုဝိုင်းခံနေရတဲ့အာတင်နာမှာတိတ်မကြခင်မှာပိုကောင်းတဲ့စီရေးဆောင်ရွက်ချက်တွေလာပါမယ်ခင်ဗျာနော်အဲ့ဒါလေးကိုကျွန်တော်ပြောပြခြင်းနဲ့အဲ့တော့ဘာမှမဟုတ်ပတ်သက်ပြီးကျွန်တော်ဒီမှာပဲအဲဒီပြောကြခြင်းတွေကိုခဏရထားပြီးတော့နောက်ထပ်အစ်မြေပြင်တောက်ဆိုတဲ့နေရာဖိနေရလဲတော့ရခိုင်ရခိုင်ပင်ဂါလီကြောင့်ပြောပြပါဦးနဲ့ရခိုင်ပင်ဂါလီကျွန်တော်ရခိုင်ပင်ဂါလီပြောပါကြောက်ပြောလဲဆိုတော့လေပင်ဂါလီဆိုရှင်နှိမ်တာမဟုတ်ဘူးပင်ဂါလီလို့လူတယောက်ခေါ်တာနှိမ်တာမဟုတ်ဘူးကျွန်တော်တကယ်ချင်းပင်ဂါလီရရှိပါသူတို့ပင်ဂါလီခေါ်ရင်အရင်ကုန်ကုန်ကြတာဘာကြောင့်လဲပင်ဂါလီဟုတ်တယ် ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဘင်္ဂလားဒေ့ရှ်ပတ်စပို့ကိုင်ထားတယ်။မှန်တယ်ဘင်္ဂလားလို့ခေါ်တယ်။အဲ့တော့ AA ဘင်္ဂလားဘာကြောင့်ခေါ်လဲဆိုရှင် AA တဲမှာအဲ့ဒီဘင်္ဂလားပတ်စပို့ကိုင်ထားတဲ့အဲရခိုင်ຫນွေဘွားဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအများကြီးပါတယ်။အဲ့ဒါ